ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ခါတိုင်းလို့တင်ဆက်တဲ့ပုံစံမျိုးမဟုတ်ပဲねဒီနေ့ကတော့အကြံပြုချက်လေးတစ်ခုကျွန်တော်တင်ဆက်ခြင်းတယ်နောက်ခါတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့နောက်မျိုးတို့ခမီတို့တောင်မျိုးတို့စသဖြင့်ကျွန်တော်တို့လူမျိုးတွေကတမျိုးတည်းဖြစ်တယ်ကျွန်တော်တို့စေလုံးရအောင်ဆိုပြီးတော့ကျွန်တော်တင်ဆက်လေးရှိတယ်ဒီတင်ဆက်တဲ့အခါကျတော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဒါဆိုရင်ဘယ်လိုအာကျွန်တော်တို့ကစေလုံးကြမလဲဆိုတဲ့ဟာကိုကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ စဉ်းစားချက်တော့ဒီနေ့တော့ပေါ့ပေါ့ပေါ့ပါလေးကျွန်တော်ပြောချင်တယ်ဆိုတော့အဲ့ဒါကတော့ဘလို့ပေါင်းစည်းကြမလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားတဲ့အခါကျတော့ကျွန်တော်ပေါ်လာတယ်ဥနောက်ထက်မှာအဲ့ဒါကနှစ်ချက်တွေ့ရတယ်အဲ့ဒါကတော့ကျွန်တော်တို့စုကြမယ်စုပြီးတော့ညှိကြမယ်ညှိပြီးတော့ကျွန်တော်တို့အဖြစ်တစ်ခုထုတ်ကြမယ်နော်အဖြစ်တစ်ခုကိုထုတ်ကြမယ်ဆိုတော့အဲ့ဒီဟာလမ်းကြောင်းတစ်ခုကြောင်းနောက်တစ်ခုကတော့ by law နော်ကျွန်တော်တို့လုတ်ကိုလုတ်ရမယ်ဒီလိုပုံစံမျိုးကိုတို့ light ကိုလိုက်ရမယ်ဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်တို့နှစ်ခုလမ်းနှစ်ခုအနေနဲ့ကျွန်တော်တို့ သွားလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်စဉ်းစားမိတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ညှိတဲ့အပိုင်းနော်ကျွန်တော်တို့ဆွေးနွေးကြပြီးတော့တယောက်နဲ့တယောက်သဘောထားနော်သူ့သဘောထားကိုယ်သဘောထားတွေကိုတင်ပြပြီးတော့ဆွေးနွေးတဲ့အပိုင်းအပိုင်းမှာပထမဆုံးကတော့အလံနော်အလံကိုကြတော့ကျွန်တော်တို့ဘလို့လောက်ကြမလဲဆိုတဲ့အကြောင်းဆွေးနွေးရမှာဖြစ်တယ်နော်အဲ့ဒါမှကျွန်တော်တို့စီလုံးမှုကိုရမယ်ဆိုတော့အလံကတော့ကျွန်တော်တို့လူမျိုးကျွန်တော်တို့ခမီဆိုတဲ့မှန်တဲ့လူကလည်းသူတို့ကလည်းခမီဆိုတဲ့ကိုစားပြုအလံကိုသူတို့ကလည်းလုံချင်ပါပဲမြို့တွေကလည်းလုံချင်ပါပဲတောင်မြို့တွေကလည်းလုံချင်ပါပဲဆိုတော့ဒီ သုံးမျိုးစလုံးပါအောင်ကျွန်တော်တို့ကလိုက်လောက်ရမယ်ဆိုတော့အဲ့ဒီထက်မှာအဓိကကိုစားပြုတာကအဓိကရွေးချယ်ရမယ့်ဟာကကျွန်တော်တို့ logo เนาะ logo ကြတော့ကျွန်တော်တို့ညိုတွေကြတော့ငှက်တော်ကိုသုံးထားတယ်ခမိကလည်းငှက်တော်ကိုသုံးထားတယ်ဆိုတော့တောင်မျိုးကတော့အောက်ချင်းငှက်ကိုသုံးထားတယ်ဒါကတော့သူတို့သိလားမသိလားမသိဘူးเนาะဒီအောက်ချင်းငှက်ကတော်တော်ကိုအန်တီကြီးရယ်ဆိုတော့သူတို့ကမျိုးလို့ခံပြီးမှတောင်မျိုးပေါ့เนาะအခုသူတို့ပြောင်းလိုက်တာတောင်မျိုးမရူစာမျိုးမရူစာဆိုတဲ့ဟာသူတို့မထည့်တော့ เนาะအဲတော်မျိုးသားနဲ့လုပ်တဲ့ခါကျတော့เนาะမျိုးသူတို့ကအစ်စ်ပါဆိုတော့ပုံစံမျိုးနဲ့သူတို့ကလုပ်တဲ့ခါကျတော့ခန္ဓာကတော့မျိုးဒါပေမဲ့သူ့ရဲ့ logo ကเนาะကျွန်တော်တို့သူတို့တတော်ကအန်ဒီကြီးတဲ့ logo ဖြစ်နေတယ်เนาะအဲ့ဒါကသူတို့သတိထားမိလားမထားမိလားကျွန်တော်တို့မသိဘူးเนาะတကယ်ကောင်းဆောင်တွေကဘယ်လိုစဉ်းစားလဲတော့ကျွန်တော်မသိဘူးတော်တော်အန်ဒီကြီးတဲ့ logo တစ်ခုတုံးထားတယ်အဲ့ဒါကအောက်ချင်ငှက်ဒီအောက်ချင်ငှက်ရဲ့ logo ကကျွန်တော်တို့ချင်းလိုမျိုးတွေရဲ့ logo ဖြစ်တယ်ကျွန်တော်လုံးဝမယူသိမ့်ဘူးအဲ့ဒီဟာကတုံးဖို့မတုံးသိမ့်လားသူတို့လိုမျိုးခံရင်တော့ okay ချင်းလိုမျိုးဖြစ်တယ်ဆိုရင်တော့ အဲ့ဒီတောင်ယိုတွေကအဲ့ဒီ logo ကိုသုံးလို့ရတယ်။ဒါပေမဲ့အခုကတော့တို့ computer ရှိလားမရှိလားတော့ကျွန်တော်မသိဘူး။ဆိုတော့အဲ့ဒီ logo ကိုသုံးထားတယ်။ဒါပေမဲ့မျိုးဆိုတဲ့ပုံစံမျိုးနဲ့တို့သုံးတယ်။ဆိုတော့အဲ့ဒါကတော့တကယ့် engine ကြီးတဲ့ logo တစ်ခုဖြစ်တယ်။ဆိုတော့ထားလိုက်ပါတော့အဲ့ဒါကိုခဏလေးထားလိုက်အောင်နော်ခဏလေးထားလိုက်အောင်။ဆိုတော့ကျွန်တော်တို့ ngat တော့နော်ခမီကလည်း ngat တော့ရှိတယ်။ကျွန်တော်တို့မျိုးကလည်း ngat တော့ပဲသုံးတယ်။ဆိုတော့ လူမျိုးစုတွေရဲ့အားလုံးတွေခမီးလေးပါရမယ်မျိုးမရူစာလေးပါရမယ်ခုနကမျိုးဆိုတဲ့လူတွေလည်းပါအောင်အလန့်တစ်ခုပုံအလန့်တစ်ခုကိုထုတ်မယ်ဆိုလို့ရှိရင်လူကိုသုံးခုနော်အဲ့ဒီမှာငှက်တော့တော့တစ်ခုဖြစ်နေတယ်ဆိုတော့တစ်ခုကိုရွေးလို့ရတယ်တောင်မျိုးကတော့သူတို့ကအောက်ချင်းငှက်သုံးချင်တယ်ဆိုတော့အောက်ချင်းငှက်သုံးလိုက်ပေါ့နော် logo ကိုပြီးတော့ငှက်တော့တကောင်ဖြစ်မယ်ပြီးလို့ရှိရင်တော့အောက်ချင်းငှက်တစ်ခုရှိမယ်ဆိုတော့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီအောက်ချင်းငှက်ကိုတော့ကျွန်တော်တို့ခွင့်ပြုချက်ယူရမယ်နော်ဟုတ်ဖက်ကနော်ချင်းလူမျိုးတွေရဲ့နော် ticket register တင်ထားတဲ့ နော် logo ဖြစ်တဲ့ခါကျတော့အဲ့ဒီ logo ကိုကျွန်တော်တို့တောင်းလို့မရဘူးနော်သူတို့ရဲ့ခွင့်ပြုချက်ရှိရမယ်နော်အဲ့ဒါမှတောင်မျိုးတွေကယူတောင်းလို့ရမယ်တကယ်တမ်းသူတို့ကခွင့်ပြုလဲဆိုရင်ကျွန်တော်တို့ကအဲ့ဒီမှာထည့်ပေးလို့ရတယ်သူတို့ကလည်းအဲ့ဒီအောက်ချင်းငတ်ကိုလိုချင်တာကိုလိုချင်တော့ကျွန်တော်တို့ထည့်ပေးလိုက်မယ်ဆိုတော့အဲ့ဒီမှာညီနောင်ငှက်တစ်ခုရှိလာမယ်နော်ငှက်တော်ရဲ့ကျွန်တော်တို့အောက်ချင်းငှက်ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့လူမျိုးတွေကသဇင်ပန်းကနော်အဲ့လိုမျိုးလိုချင်တဲ့ခါကျတော့သဇင်ပန်းကဘာပြုတ်လို့လဲဆိုလို့ရှိရင်သဇင်ပန်းရဲ့နော်သူတို့နေတာကပွင့်တာကဟိုးအပင်ဖြားမှာတကက်မြင့်တဲ့နေရာမှာရှိတယ်အဲ့ဒီပြရတာတကက်မြင့်တဲ့နေရာမှာပဲနေတဲ့ နော်အပန်းမျိုးဖြစ်တဲ့အခါကျတော့အဲ့ဒါကျွန်တော်တို့အဲ့ဒါကိုယူထားတာဖြစ်တယ်။နှစ်တော်ကျတော့ကျွန်တော်တို့ဒီအုတ်ချိုးရဲမှာဆရာကြီးပဲတောင်းခက်ဆိုတဲ့ငှက်မျိုးတွေ့လိမ့်မယ်။ဆိုတော့အဲ့ဒီငှက်မျိုးတွေကတကယ့်သူတို့အော်ကြီးကြီးပဲ။ နော်အဲ့ဒီမှာသူတို့ကြိုက်စားနေပြီဆိုလို့ချေရှင်းလို့ပါတော့အကုန်ပါတယ်ငှဲ့လေးတွေတိတိလေးတွေအကုန်ပါတယ်သူတို့ကအဲ့ဒီမှာတကိတ်ချောက်တာကဒီငှက်တော့ငှက်တော့ကဟိုးပင်မြင့်မှနေပြီးတော့သူကဆရာကြီးနော်အဲ့ဒီမှာတကုတ်ကအန်ရရှိတော့မယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာတကိတ်လှုပ်ရှားနေတဲ့ငှက်အုပ်တွေကိုနော်တတိပေးတဲ့နေနဲ့ရွှီးဆိုပြီးတော့အောက်ကိုထိုးပြီးတော့ပြန်ပြီးဆိုလို့ရှိရင်အဲ့ဒီဘော်ရောင်ငှက်တွေကဘယုံမတာဆန်ပြီးတော့သူတို့လွတ်ရလွတ်ကြောင်ပြေးတော့တာပဲဆိုတော့အဲ့ဒါကတော့ငှက်ရဲ့ငှက်အခုနကဒီငှက်တော်ရဲ့တင်ကြတာပေါ့နော်တကိတ် ဆရာကြီးပဲ leader leadership system ပေါ့အဲ့ဒါကိုသုံးပြီးတော့ကျွန်တော်ရုပ်ယူထားတာဖြစ်တယ်ငှက်အောက်ချင်ကကြတာသူတို့သစ္စာရှိတယ်သူတို့နော်ဥကိုဝတ်ပြီးဆိုတာနဲ့သူ့ရဲ့ဒီငှက်ဖို့ကနေပြီးတော့အကုန်လုံးပိတ်လိုက်တယ်ပိတ်လိုက်ပြီးမှဒီကလေးကြီးပြင်းတဲ့အထိကိုအစာကျွေးရတယ်မြမကလည်းကျွေးရတယ်လို့ကျွန်တော်တို့ကလေးကိုလည်းကျွေးရတယ်အဲ့ဒါကြောင့်သစ္စာရှိခြင်းသင်္ကေတဖြစ်တယ်အဲ့ဒီသင်္ကေတတွေဖြစ်တယ်ဆိုတော့ ကျွန်တော်တို့အယောင်ကြတော့အများဖြစ်လို့လေရွေးတာကတော့အနီရောင်ရဲရဲနဲ့เนาะဖြူရောင်ဖြူစင်တဲ့အစင်းရောင်ဆိုတော့ဂျင်းလန်ပြက်တာတဲ့စသဖြင့်အဒီအယောင်ကိုယူတာများတယ်ဆိုတော့အဒီထက်ကကျွန်တော်တို့ကြိုက်တဲ့အယောင်တစ်ခုကိုကျွန်တော်တို့အများဖြစ်တော့အဖြူရောင်အစင်းရောင်ပြီးလို့ရှိရောအခုနကအနီရောင်လို့ငယ်နေပြီးတော့ကျွန်တော်တို့အလံကိုလုံလို့ရတယ်เนาะအဲ့ဒါကတော့သဘောတူညီချက်ကိုယူပြီးမှလုပ်ရတဲ့ဟာပေါ့เนาะဆိုတော့အဲ့ဒါကတော့နှမျိုး၃ခုကိုလည်းပြီးတော့ကိုစားဖြူတဲ့ ော်အလန်တစ်ခုဖြစ်တယ်နော်အတားကိုဆွေးလို့ရတယ်ဆိုတော့အတားကိုရွာနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆေးလုံးမရနိုင်တယ်နောက်တစ်ခုကလူမျိုးအမိဒါလူမျိုးအမိကြတော့ကျွန်တော်တို့နိုင်ငံတော်ကသတ်မှတ်ထားတဲ့အနော်အမိရှိတယ်နော်အဲ့ဒါကကျွန်တော်တို့တိုင်းရင်းသား135မျိုးထက်မှာပါတယ်ဆိုရဲအဲ့ဒီအမိကိုယူရမယ်နော်အခုခမီးတွေကမပါဘူးတောင်မျိုးတွေကမပါဘူးမပါတဲ့ခါကျတော့အဲ့ဒီလူမျိုးအမိကိုသူတို့ရဲ့နာမည်ကိုထည့်လို့မရဘူးအဲ့ဒါကတကယ့်နော်ပြောင်းလို့မရတဲ့အရာနော်အဲ့ဒါကနိုင်ငံတော်ကလက်မခံဘူးပြီးလို့ရှိရင်နော်ရခိုင်ပြည်နယ်ကလည်းလက်မခံဘူးအခုမျိုးလူမျိုး မျိုးပဲဖြစ်ရမယ်မဟုတ်လို့ချက်ခမွေးလိုမျိုးပြခမွေးကတော့ကျွန်တော်တို့လက်ဝါကချင်းကိုကူစားဖြူတယ်ခူမီနဲ့နီးစက်တဲ့ခါကျတော့အဲ့ဒီခူမီအမျိုးကိုထိထားတယ်အရင်တော့ကလက်ဝါကကျွန်တော်တို့ဒီရခိုင်ပြည်ကနေပြီးတော့ကျွန်တော်တို့ထိန်းချုပ်ထားတာဖြစ်တယ်ခရိုင်တစ်ခုအနေနဲ့လောက်ထားတဲ့ခါကျတော့အဲ့ဒီမှာခမွေးဆိုတဲ့လူကလည်းခုနကကလက်ဝါနေမှာရှိတဲ့ခါကျတော့ခုနကခမွေးခူမီလူမျိုးကိုကူစားဖြူတာဖြစ်တယ်အဲ့ဒီပြလာချင်းလူမျိုးအဲ့ဒီမှာလည်းရှိတယ်ဆိုတဲ့ဟာကိုထိထားတာအဲ့ဒါကြောင့်အခုခမီလူမျိုးကအဲ့ဒါနဲ့ ရောလို့မရဘူး။ဒါအဲ့ဒါကမျိုးလူမျိုးဖြစ်နေတယ်။ဆိုတဲ့ခါကျတော့တို့အတွက်ကမျိုးလူမျိုးတို့မျိုးဖြစ်ပြီးရှိပြီးသားဖြစ်တဲ့ခါကျတော့တို့လုံးဝပြောင်းလို့မရဘူးဒါကော။သမီးတွေကတောင်မျိုးတွေလည်းထိုလေးထိုနည်းလောက်ပဲ။နောက်တောင်မျိုးဆိုတာအရှိကနောက်ကျွန်တော်တို့နော်ကိုစားဖြူတဲ့ဟိုဟာဖြစ်တယ်နော်အဖြူရောက်အနီရောက်စသဖြင့်အရောက်လာတခါဘာရောက်လဲအနီရောက်အဖြူရောက်ဘာမျိုးလဲတောင်မျိုးကိုင်းမျိုးဩဝမျိုးစသဖြင့်အဲ့လိုမျိုးကိုစားဖြူတာပဲဖြစ်တယ်ဆိုတဲ့ခါကျတော့မျိုးရှိတော့လုံလောက်ပြီသူမှနော်ခမေကလည်း ဥမာကလုံးဝအမျိုးထက်မှာပဲပါဝင်တဲ့ခါကျတော့เนาะအဲ့ဒီဟာကလုံးဝပြောင်းလို့မရဘူးနိုင်ငံတော်ကသတ်မှတ်ထားတာဆိုတော့ရခိုင်ပြည်နယ်ကလည်းသတ်မှတ်ထားတာเนาะဒါကတော့လုံးဝလုံးဝကို ပြောင်းလို့မရတဲ့ဟာဖြစ်တယ်ဆိုတော့အဲ့ဒါကိုမျိုးလူမျိုးတောင်မျိုးပေါ့เนาะတောင်မျိုးမလူစားတွေကျွန်တော်တို့နားလေဖို့လိုတယ်သမိုင်းကြောင်းကိုနားလေလို့ရှိရင်တို့ခွင့်ပြုနိုင်မှာဖြစ်တယ်ဆိုတော့ခမင်းလူမျိုးတွေလည်းသမိုင်းကြောင်းကိုသိတဲ့ဥပဒေကိုသိတဲ့ဆိုလို့ရှိရင်ဒီနာမည်ကလုံးဝလုံးဝကိုမရတဲ့ဟာဖြစ်တယ်ဆိုတာတို့လက်ခံရမှာဖြစ်တယ်ဒါကတော့ ကျွန်တော်တို့လုံးဝဘိုင်လောပဲเนาะလုံးဝပြောင်းလို့မရတဲ့နာမည်တစ်ခုဖြစ်တယ်နောက်တစ်ခုကအမျိုးသားနေအမျိုးသားနေကိုကြာတော့ကျွန်တော်တို့เนาะပြောင်းလို့ရတဲ့ဟာတွေရှိတယ်လို့ပြောင်းလို့မရတဲ့ဟာတွေရှိတယ်ကျွန်တော်ရအမြင်ရနောက်ဆက်တော့အဲ့ဒီမှာကျွန်တော်တို့အမျိုးသားနေကိုရွေးတဲ့ခါကျတော့မျိုးအမျိုးသားနေဆိုပြီးတော့ကျွန်တော်တို့ထည့်လို့ရတယ်เนาะထည့်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်တကယ်တမ်းသမီးလူမျိုးတွေကအဲ့ဒီထဲမှာမှသူတို့လူမျိုးကိုဖြစ်ချင်းတပတ်ဆိုလို့ရှိရင်ကျွန်တော်တို့ထည့်လို့ရတယ်เนาะအဲ့ဒီမျိုးအမျိုးသားနေဆိုပြီးတော့တကယ်ခေါင်းစည်းအကြီးကြီးကိုတတ်ပြီးတော့အောက်မှာသမီးလူမျိုးဆိုပြီးတော့ ဲ့လိုမျိုးထည့်လို့ရတယ်တိတိလေးနော်တိတိလေးကျွန်တော်တို့နော်စာကြောင်းနဲ့ပြီးတော့ထည့်လို့ရတယ်ဆိုရင်သူတို့လည်းအဲ့ဒီခမီးနာမျိုးကိုသူတို့ဖြောက်ဆရာမလိုဘူးရက်တည်နေတုံးပဲအဲ့ဒီပြတော့မျိုးလူမျိုးထဲမှာခမီးလူမျိုးကပါဝင်နေတယ်အတူတူပဲဆိုတဲ့ဟာကိုကိုစားပြတာဖြစ်တယ်ထုံနေလောက်ပဲတောင်မျိုးကလည်းခုနကမျိုးမျိုးသားနဲ့ဆိုပြီးတော့အောက်မှာနော်တောင်မျိုးလူမျိုးဆိုပြီးတော့ထည့်လည်းရတယ်နော်ထည့်လည်းရတယ်ဆိုတော့အဲ့လိုမျိုးထစ်ချားပြသူတို့နာမည်လေးပါတယ်အားလုံးနာမည်လေးပါတယ်နော်ကိုစားပြတာဆိုတော့အဲ့ဒီနည်းနည်းလုပ်လို့ရှိရကျွန်တော်တို့က ဟာပေါင်းစည်းမှုကိုရနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့စဉ်းစားမိတာပေါ့စဉ်းစားမိတာပေါ့เนาะဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့အမျိုးသားပြတိုက်တွေမှာကျွန်တော်တို့ဒါတကိတ်เนาะပုံကိုယူရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မျိုးလူမျိုးเนาะမျိုးလူမျိုးကိုပဲကျွန်တော်တို့ယူရမှာဖြစ်တယ်ယူတဲ့ခါကျတော့အခု နော်ဒီအမျိုးသားပြတိုက်တယ်မှာကကိုလိုကန့်နိုင်နေကြီးပဲလောက်ထားလဲဆိုလို့ချက်တက်ပုံတွေကမင်းကလေးမှာတော့အများအပြည့်တော့ကိုယ့်ရဲ့ဝတ်စုံပဲယောက်ျားလေးမှာကျတော့ဒုက္ခရောက်ပြီနော်ဒုက္ခရောက်ပြီအဲ့ဒီမှာအင်ဂျီအဖြူတွေထည့်ပြီးတော့အပေါ်ကနေပြီးတော့ကိုယ့်ရဲ့ဝတ်စုံကိုလည်းဝတ်ပြီးမှဘုံမီရှိဖို့တယ်ဘုံမီရှိတဲ့နိုင်ငံချက်စတိုင်ရယ်နော်ကိုယ့်ရဲ့မူရင်းမဟုတ်ဘူးဗျာဆိုတော့မူရင်းကတော့ကျွန်တော်တို့ဒီဟာဒီဟာတော့မူရင်းအဲ့လိုမျိုးအမျိုးပြအမျိုးသားပြတိုက်မှာပြတယ်ဆိုလို့ရှိရင်ဒါကတော့အားလုံးနဲ့လက်ဆိုင်သွားတယ်နော်ကျွန်တော်တို့တောင်မြုံမရူစာလည်းဒီလိုပုံစံမျိုးနဲ့ပဲကျွန်တော်တို့ဝတ်စုံကြတယ်နော်အတူအရှိကလွဲလို့ အဝတ်အစင်ပုံတွေကတူကြတယ်နော်တူကြတယ်ခမေလဲထုံနေလောက်ကောင်းမယ်သူ့ရဲ့မူရင်းကဒါပဲဆိုတော့အဲ့ဒီမူရင်းကိုထားရမယ်နော်အမျိုးသားပြတိုင်းမှာဆိုတော့အခုထားတဲ့ဟာတွေကပောက်ကြရတယ်နော်အခုထွင်ပြီးတော့ဖြစ်လာတဲ့နော်အဲ့ဒီဝတ်စုံတွေဖြစ်နေတယ်ဒါကတော့အကျုံးဝင်ဘူးဒီအကောင်ကတော့နော်အကျုံးဝင်တယ်နော်ကျွန်တော်တို့လူမျိုးတိုင်းနဲ့မျိုးဆိုတဲ့လူမျိုးကိုလည်းအကျုံးဝင်တယ်ပြီးလို့ရှိရင်တော့တောင်မျိုးဆိုတဲ့လူကလည်းကျွန်တော်တို့လက်ခံလို့ရတယ်ခမီဆိုတဲ့လူကလည်းလက်ခံလို့ရတယ်တကက်မူရင်းကဒီလိုပဲဖြစ်ရမယ်နော်ဒီလိုပဲဖြစ်ရမယ်ဒီပုံစံပေါ့နော်ဒီက နော်ဒီကပုံစံကတော့တကယ့်ဟောပေါ့ဒီဟာတွေကနည်းနည်းခက်ဆင်သွားပြီခက်နည်းနည်းဆန်သွားပြီနော်ဆိုတော့ဒီဟာတော့တကယ့်မူရင်းနော်မူရင်းပုံစံဆိုတော့ဒီဟာကိုပဲကျွန်တော်ကမျိုးသားပြတိုက်မှာကျွန်တော်တို့ပြရမယ်ဆိုတော့တကယ်တဲ့ထိချင်တဲ့ပဆိုလို့ရှိရင်အဲ့လိုမျိုးထည့်ပြီးတော့တက်တက်နော်မျိုးကိုဖော်ပြတဲ့အခါမှာအခုနောက်ကဒီခမင်အဝတ်အစားတွေကိုလည်းဝတ်ပြီးတော့ခုနကသူတို့ခက်ဆက်ဆန်တဲ့ဝတ်ထားတဲ့အဝတ်အစားတွေကိုကျွန်တော်တို့ဖော်ပြလို့ရတယ်လို့တောင်မျိုးမှာလည်းအခုသူတို့ train ထားတဲ့အဝတ်အစားတွေနဲ့ပြလို့ရတယ်ဒါပေမဲ့အဲ့ဒီရဲ့ဒီကစ်မူရင်းကတော့ ဒီပုံပဲဖြစ်ရမယ်เนาะအမျိုးသားပြတိုင်းမှာဆိုတော့အဲ့ဒါကလူမျိုးသုံးမျိုးစုံရဲ့လက်ခံနိုင်တဲ့နောက်ပုံဖြစ်တယ်เนาะအခုခစ်ဆင်တဲ့ပုံတွေကတော့ဘာမှအကျုံးမဝင်ဘူးလူမျိုးကိုကိုစားမပြုဘူးအဲ့ဒါတွေကတကယ့်မူရင်းလည်းမဟုတ်ဘူးเนาะတကယ့်မူရင်းတွေကကျွန်တော်တို့ဒီလိုပဲဝတ်စားကြတာဆိုတော့ဒီဟာကိုပဲကျွန်တော်တို့ယူရမှာဖြစ်တယ်အမျိုးသားပြတိုင်းမှာဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့သူများတွေအာစာပေเนาะစာပေတွေကเนาะဘာမှပြဿနာမရှိဘူးเนาะခမီးစာပေထုတ်လို့ရတယ် ်တောင်မျိုးတောင်မျိုးစာပေထုတ်လိုက်တောင်မျိုးတွေကအမျိုးသားနေမှာဂလာဆန်နဲ့ရေးထားတာဗျာဆိုတော့သူတို့ကဂလာပြန်နေလာတာဟုတ်ဘူးဒီတော့ခက်ကဆိုတော့တောင်မျိုးရဲ့အမျိုးသားနေမှာကျွန်တော်တို့ချိန်လိုက်ဂလာဆန်နဲ့ရေးထားတာနော်ဆိုတော့သူတို့ကဂလာဆန်တော့တတ်တယ်ပေါ့အတိတ်ပြရတော့သူတို့စာတတ်တတ်မရှိဘူးစာထွင်ချင်တဲ့ကိစ္စမရှိဘူးနော်ကျွန်တော်တို့ကရင်လူမျိုးတွေမှာဒီလိုပဲစာရှိတာရတာပဲပို့ကရင်စာရှိတယ်နော်စပေါ်ကရင်စာရှိတယ်ဆိုတော့အပိဒံကလည်းဒီလိုပဲကွဲရတာပဲဘာပြဿနာမှမရှိဘူးအဲ့ဒီဟာတွေကနော်ဆိုတော့ဝတ်စုံဝတ်စုံတွေကလည်းခုနပြောသလိုအမျိုးမျိုးထွင်ကြတာပဲ နော်တကယ်ဘာမှကျွန်တော်တို့အတွက်သူတို့ကဒီလိုဝှစားပါတယ်ဒီလိုဝှစားပါတယ်ဘာမှအငင်းခုလို့ဆရာဘာမှမရှိဘူးနော်သမိုင်းစာအုပ်သမိုင်းစာအုပ်ဆိုလို့ရှိရင်အခုဒီစာရေးဆရာပေါ့နော်တက်တိုးမိချောင်းရတာသူထုတ်တယ်အခုထုတ်တာပေါ့နောက်ခမင်းလူမျိုးတယောက်ကထုတ်လို့ရတာပဲနော်သူတို့ထုတ်တာပဲဒါပေမဲ့သမိုင်းကတော့အခုနကတောင်မျိုးမလူစားလို့အနာကအစ်စ်ပါဒါကအတုပါဒါကတော့အတ္တဆန်နဲ့နော်နီးစနစ်ဖြစ်တယ်လောကမလုံသိတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့သမိုင်းကိုသမိုင်းအတိုင်းပဲအမှန်ကိုအမှန်တိုင်းပဲကျွန်တော်တို့ဖော်ပြတယ်ဆိုလို့ရှိရင်ဘေးလူမျိုးပဲရေးရေး เนาะကျွန်တော်တို့တောင်မြုံမူစာကပဲရေးရေးเนาะခမီလူမျိုးကပဲရေးရေးဒါတော့ကျွန်တော်တို့မျိုးလူမျိုးတွေလို့ပြောတဲ့เนาะတက်တိုးမီချောင်းကနေပြီးတော့เนาะရေးထားတဲ့စာအုပ်တော့ပေါ့ဆိုတော့ကြိုက်တလို့ရေးပေါ့ဘာဖြစ်မှလဲเนาะကျွန်တော်တို့ကောင်းတာပဲသမိုင်းကိုရေးတာကောင်းတာပဲအခုရေးတဲ့ဟာကအခုအာအထိပ်ပါတဲ့เนาะသမိုင်းချောင်းအရာပေါ့နောက်ပိုင်းဆိုလို့ရှိရင်အခုဖြစ်လာတဲ့ဟာတွေနောက်ဖြစ်လာတဲ့ဟာတွေကနောက်သမိုင်းချောင်းမှာကျွန်တော်တို့ထည့်လို့ရတယ်ဒါတည်းသမိုင်းတွေပဲအတိတ်ဟာတွေကိုပြန်ပြီးတော့မှတ်တမ်းတင်တာပေါ့သမိုင်းပေါ့ဆိုတော့သူတို့ထပ်ထပ်ရေးပါပဲလေ တော့ခြိုက်တလို့ရေးပေါ့အဲ့ဒီမှာခြိုက်တလို့ဆိုတာကခုနကသမိုင်းကိုပြောင်းပြန်ဆန်ခတ်လုပ်ပြီးတော့အစ်မတူပါအဲ့လိုမျိုးပြုတ်ချင်တာကိုပြောတာမဟုတ်ဘူးเนาะဆိုတော့ဘာမှပြဿနာမရှိဘူးเนาะဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကကောင်းဆောင်လုပ်တဲ့လူတွေကသဘောထားချီးဖို့လိုတယ်သူတို့နဲ့ညှိဖို့လိုတယ်ဒါတော့ညှိတဲ့အပိုင်းနောက်တစ်ခုကဘိုင်လောเนาะဘိုင်လောကြတော့ကျွန်တော်တို့လူများတွေကပြောကြတယ်เนาะကျွန်တော်တို့ညှိနေတာပဲတစ်ခါမှမရဘူးเนาะမရတဲ့အဟာကိုဘယ်လိုလုပ်ပြီးတော့ညှိလို့ရမှာလဲเนาะ အဲ့လိုမျိုးပြောတာမြင်းလို့မရလို့ရှိရင်ကျွန်တော်တို့ဘိုင်လောနဲ့လုပ်လို့ရတယ်နော်ဘိုင်လောလုပ်လို့လုပ်လို့ရတယ်ဆိုတော့အဲ့ဒီဘိုင်လောကဘာလဲဆိုလို့ရှိရင်တော့နော်မြန်မာနိုင်ငံမှာ135မျိုးရှိတယ်အဲ့ဒီအပြင်ဘာလူမျိုးမှနော်အပိုမရှိသေးဘူးနော်အပိုထည့်တော့မယ်ဆိုရင်ကျွန်တော်တို့ကသူ့တည်တင်တာလုပ်ရတယ်လုပ်ပြီးမှကိုထည့်ရတယ်နိုင်ငံတော်ကလွတ်တော်မှာအတီးပြူရတယ်အတီးပြူမှာလူမျိုးတစ်မျိုးကိုထပ်ပြီးတော့ထည့်ရတယ်တိုင်းရင်းသားလူမျိုးထည့်ရတယ်ဆိုတော့အခုတိုင်းရင်းသားလူမျိုးဒီ135မျိုးမှာခမီးဆိုတာမရှိဘူးညိုမှုစာဆိုတာ မရှိဘူးတက်တက်မရှိဘူးအဲ့ဒါကကျွန်တော်တို့မျိုးရဲ့အုပ်စုဖြစ်မှာပဲရှိတယ်ရှိတဲ့ခါကျတော့မျိုးမလို့စာမျိုးသားနေတော့ဘာလို့လုံးဝလုံးပိုက်ခွင့်မရှိဘူးเนาะအဲ့ဒါကမျိုးလက်အောက်ထက်မှာပဲရှိတယ်ဆိုတော့တို့တို့ကိုကန့်ကွက်လို့အချင်းမျိုးရရတယ်เนาะခမီးခမီးဆိုတာလဲတိုင်းရင်းသားလူမျိုးအစ်စ်တက်တက်မရှိဘူးမရှိတော့တို့ရဲ့အမျိုးသားနေကိုအချင်းမျိုးမျိုးတွေကကန့်တက်လို့ရတယ်တို့ကိုတန့်ကွက်လို့ရတယ်เนาะအဲ့ဒါကဘိုင်လောပဲเนาะဘိုင်လောပဲဘိုင်လောနဲ့သွားတာအေးမင်းတို့ကနေပြီးတော့စာတစောင်ပို့လိုက်မယ်เนาะတကယ်မျိုးအဖွဲ့စည်းကနေပြီးတော့ ရေးလိုက်မယ်မင်းတို့ဒီဟာကိုလုံးဝမလုပ်ရဘူးဒါမင်းတို့ကလူမျိုးမရှိဘူးရိုဟင်ဂျာနဲ့အတူတူပဲကျွန်တော်တို့ရခိုင်ပြည်မှာခမင်းနဲ့ခမင်းလူမျိုးကိုအမျိုးသားနဲ့လုတ်ပိုင်ဖွင့်ပေးလို့ရှိရင်ကျွန်တော်တို့ရိုဟင်ဂျာကိုပေးကိုပေးရမယ်ဒါရိုဟင်ဂျာတို့တိုက်လာလို့ရှိရင်နော်ဘလို့ဖြစ်ရှင်းရမလဲဆိုတာရခိုင်တွေသိပါတယ်နော်သိပါတယ်နော်တိပါတယ်နော်အဲ့ဒါတကက်အန်ဒီကြီးလေဟာတို့တို့တကက်မလိုလားတဲ့ဟာပဲဒါနော်မလိုလားတဲ့ဟာပဲဆိုတော့ခမီကိုပေးလို့ရှိရင်ရိုဟင်ဂျာကိုပေးရမယ်ဘာဖြစ်ဆိုတော့ဒီလူမျိုးတွေကနော်ကျွန်တော်တို့တမိုင်းအရဟိုဟာမရှိလို့ အဲ့ဒါနဲ့အဲ့ဒီပေဒါနဲ့တိုင်းတာကိုရခိုင်ပြည်နယ်မှာခုနှစ်မျိုးပဲရှိတာကိုအဲ့ဒါနဲ့တိုင်းတာကိုတိုင်းလို့မပါတာလေမပါတဲ့လူမျိုးကိုခုခမီးကြတော့အမျိုးသားနဲ့လောက်ပိုင်ခွင့်ပေးပြီးတော့ရိုဂျင်ဂျာကြတော့မပေးလို့မရဘူးဆိုတော့အဲ့ဒါအတူတူပဲလေဒီတိုင်းရင်းသားထဲမှာမှမပါတာဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကရိုဂျင်ဂျာကိုကန့်ကွက်တယ်လို့ကျွန်တော်တို့ခမီးကိုကန့်ကွက်လို့ရတာပေါ့နော်တောင်မျိုးကိုကန့်ကွက်လို့ရတာပေါ့ဘာဖြစ်မှာလဲနော်ဘာဖြစ်မှာလဲဆိုတော့ကျွန်တော်တို့နောက်တစ်ခုကအခုခမီးလူမျိုးကိုကန့်ကွက်လို့ရတာအဲ့ဒါတစ်ခုနောက်တစ်ခုက logo logo ကကျွန်တော်တို့က1.30ရှိပြီငှက်တော်ရဲ့ logo ကိုသုံးတာ နော် network phone ဆိုရှိပြီဆိုတော့သူတို့အမျိုးသားနဲ့လောက်တာ block ကြပြီလေဆိုတော့ block မရှိသေးလေဆိုတာစဉ်းစားကြည့်လိုက်တကယ်တမ်းဒီမျိုးအမျိုးသားကနေပြီးတော့အခွင့်ချုပ်ကနေပြီးတော့ဒီ network ကိုကျွန်တော်တို့ register တင်ထားတယ်ဆိုတော့လုံးဝသုံးပိုင်ခွင့်မရှိဘူးကန့်ကွက်လို့ရတယ်နော်အဲ့ဒီဒီစိတ်ကိုကျွန်တော်တို့မှတ်ပုံတင်ထားတယ်ဆိုရင်ကျွန်တော်တို့လုံးဝကန့်ကွက်လို့ရတယ်နောက်တစ်ခုမျိုးတောင်မျိုးအမျိုးမရုစားသူတို့သုံးထားတဲ့ logo ကနော်အဲ့ဒီမှာ chain လိုမျိုးဖြစ်နေတယ်နော်အဲ့ဒါကို chain လိုမျိုးလို့ကန့်ကွက်လို့ရတယ်ချင်းကိုနေပြီးတော့ကျွန်တော်တို့စတင်လိုက်ပဲစတင်လိုက်လို့ကြာလာလို့ရှိရင်တော့ နော်သူတို့ကနေပြီးတော့ပြန်ပြီးတော့ဟိုဘက်မှာဒါလိုက်နော်သူတို့ကဆုံးမလို့ရတယ်ကျွန်တော်တို့တော့ဆုံးမစရာမလိုဘူးနော်ချင်းတွေကနေပြီးတော့ဆုံးမလိုက်မယ်အဲ့ဒါနော်အဲ့ဒါလိုကိုကိစ္စနော်လူမျိုးကိစ္စကြတော့ကျွန်တော်တို့မျိုးကိုခုတ်တုံလောက်ထားတယ်နော်သူတို့ကအစ်စ်ပါသူ့ပါအဲ့ဒါတကယ်အနေကြီးတဲ့ဟာအဲ့ဒါကိုနေပြီးတော့ဒီမျိုးမျိုးသားခွဲချက်ကနေပြီးတော့နော်သူတို့ကတစ်ချက်လောက်သူတို့ကပထမဆုံးစားသုံးဆောင်ပို့လိုက်ပို့လို့လည်းမခံဘူးဆိုရင်ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့တကယ်ဘို့ဟိုဌာနချုပ်ကိုပဲဆွေးချလိုက်နော်ပြည်နယ်ကိုဘို့ဟိုကိုပြီးတော့စတင်လိုက်နော်လုံးဝလုံးလို့မရေးဘူးမရေးတော့နောက်ဆုံးချက်တော့ဘာဖြစ်မလဲသူတို့နော်လူမျိုးပြောက်တာပေါ့ လူမျိုးတော့ပဲအပြောက်ခံမလဲဆိုတော့အဲ့ဒီခံကြမှာပဲဩသူတို့နောင်တရပြီးတော့ကျွန်တော်လူမျိုးတွေစေယုံနိုင်တယ်နော်စေယုံနိုင်တယ်နော်စေယုံနိုင်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တွေ့တာပေါ့တွေ့တဲ့အပိုင်းကိုပဲပြောတာပါနော်ရမှာမရဘူးဆိုတာကျွန်တော်မသိဘူးကျွန်တော်ရဲ့အမြင်တစ်ခုအနေနဲ့ကျွန်တော်နိုင်ငံရေးတမားလည်းမဟုတ်ဘူးလူမျိုးရေးတမားလည်းမဟုတ်ဘူးနော်ဘာမှတွေ့ကြုံလည်းမရှိဘူးနော်ကိုယ့်ရဲ့အခင်မြင်ချက်နဲ့ကိုပြောတာပဲဖြစ်တယ်နော်ဖြစ်နိုင်ဖြစ်နိုင်လည်းမဖြစ်ချင်လည်းမဖြစ်ဘူးပေါ့နော်အဲ့ဒါကတော့ဒီနေ့အတွက်နော်ကျွန်တော်တို့လူမျိုးလူတက်ဘလို့ပေါင်းစည်းကြမလဲဆိုတဲ့ idea လေးတွေကိုသင်ဆက်ပေးခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်ပြောချင်တယ်ဆိုတော့နောက်နေ့မှပြန်ဆုံကြရအောင် मका सब्सक्राइब गर्ने गाई खालको भिडियो